ဇလန်းဆာမှာတော့ဘန်းပင်တွေစိမ့်လန်းပြီးတာယာနေတဲ့နေ့တနေ့မှာမိသားစုတွေပျော်ရွှင်စွာနဲ့ကုမ္ပဏီကပို့ပေးတဲ့ငရှင်ကင်ကိုစားနေကြတော့တွေ့ရမှာပါမိမပြည်သူကတော့အသေးရောက်လာတဲ့ပိုင်ရှင်အမေရိကန်လူမျိုးတွေဟာငရှင်ဟာယောက်ျားတွေအတွက်ဆန်းဆောင်ရင်ကောင်းကြောင်သိရပုံပဲလို့ဆိုတာယောက်ျားပြည်သူကတော့မင်းရဲ့မွေးနေ့မှာမှပို့လိုက်တာပဲလို့မျက်စာမျက်နှာပစ်ခါပြောလိုက်ပါတယ် human စုမှာအမျိုးသမီးဖြစ်သူနဲ့အတူသားသမီးနဲ့အခွင့်အကောင်နဲ့အတူပျော်ရွှင်စွာနေထိုင်ကြရင်ကံကြမ္မာစိုးကြီးဝင်လာဖို့လက်တပ်ကမ်းလို့ဆိုတာကိုမသိခဲ့ကြပါဘူး နောက်တစ်နေ့မှာတော့သူလုံနေတဲ့စက်ကူစက်ယုံကအမေရိကန်တပ်ထွေတွေကထိုးလုံမှုကို20ရာခိုင်နှုန်းရှော့ချမှုနဲ့အလုပ်သမားတွေကိုပါထုတ်ပြမဲ့ကြောင်းမန်းစုထံစာရင်းပြုစုခိုင်းနေတာကိုကန့်ကွက်ဖို့လုံသမားတွေနဲ့တိုင်ပင်နေခဲ့ကြပါတယ်။အဲ့ဒီချိန်ဒီလောက်အားကျမတတ်နဲ့ကန့်ကွက်ဖို့လုံနေတဲ့မန်းစုကိုသူအလုံးထောက်ခံနိုင်ရတာကြာနေတာပဲလို့ဆိုတာကြောင့်ခင်ဗျားတို့မရှိရင်ဘသူနဲ့တွဲလို့ရမှာလဲလို့ဆိုလိုက်ပါတယ်။အဲ့နောက်အမေရိကန်တပ်ထွေတွေကိုတင်ပြဖို့တွားခဲ့ပေမဲ့အဖက်မလုပ်ကြကချိန်နေချိန်အလုပ်သမားခေါင်းဆောင်ပိုင်းတယောက်ကမန်းစုကိုမင်းကိုရောငါရှိမပေးခဲ့ဘူးလားလို့မေးလိုက်ပါတယ်။ ဲ့စကားကြောင့်အလုတ်ဖြုတ်ခံရတဲ့သူတွေကိုငရှင်ပေးခဲ့တာကိုသိသွားကသူပါအလုတ်ဖြုတ်ခံရပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။နောက်တနည်းမနဲ့မှာတော့ကလေးတွေကိုចောင်းပို့ဖို့လုပ်နေအလုံးမရှိတော့တာကိုမိသားစုကိုပြောပြဖို့စကားမထွက်တာကြောင့်ဆေးရပေးရဲ့ဘွဲတစ်ခုကိုတက်ရောက်ပြီးမိုဒီယူကိုစူးစမ်းနေတဲ့ချိန်မျိုးသမီးကတော့သူသဘောကျတဲ့ဒင်းနစ်ကိုကစားနေခဲ့ပါတယ်။မန်းစုကတော့သူလုပ်ရမယ့်အရာတွေပြောမယ့်စကားတွေကိုလက်မှတ်ရေးမှတ်တတ်လိရှိပါတယ်။အဲဒီနောက်မိမဖြစ်သူကိုပြောပြဖို့ဖုန်းခေါ်လိုက်တာလက်ချက်တက်ဖို့ကိုပြောလိုက်ပါတယ်။ ိမ်နောက်မန်းစုရဲ့စိတ်တက်ကြနေတဲ့ပုံစံကိုအားပေးနေရင်ခလေးတယောက်မိကိုချေးဆိုခဲ့တဲ့ယောက်ျားတယောက်ဘယောက်သွားလဲလို့အားပေးစကားဆိုကအသည့်ပြန်စားနိုင်တဲ့အကြောင်းကိုပြောပြပါတယ်။ဖုန်းထဲကနေယောက်ျားကိုအားပေးသွားခဲ့ပေမဲ့ဖုန်းချသွားတဲ့နောက်မှာတော့အယုတ်ကျိုးပြတ်သွားသလိုဖြစ်ကစိတ်တက်ကြသွားပုံရပါတယ်။တနေ့ကျော်ကြာပြီးတဲ့အထိတော့မန်းစုကရရဲလုတ်ကိုဝင်လို့နေရင် အရင်လောက်တည်းကမိတ်ဆွေတယောက်ကဖုန်းဆက်ကသူလုံနေတဲ့လောက်ကတတိကအခုကိုစိတ်ဝင်စားနေလို့နေ့လေလောက်လာပြီးလို့ရမလားလို့မေးပြီးတတိကညနေလောက်ကိုတရုတ်ကိုပြန်မလာလို့ပြောတော့ကုန်တိုင်းမှာလုံလုံနေတာကိုမပြောချင်တယ်မှန်ဆိုကမိမစီကခွင်တောင်းကြည့်လိုက်မယ်လို့ဆိုပါတယ်အဲနောက်ကုန်တိုင်းကမန်နေဂျာစီမှာခွင့်ပေးဖို့ပြောရင်သူ့မိတ်ဆွေမာတာတဲ့တတိမေးမယ်အာနေဂျက်ဆိုတဲ့မိကိုငိုသေးချပြင်စင်စားလာဖို့ကိုပြောတာကြောင့်သူ့ရဲ့အာနေဂျက်ကဘာဆိုတော့ကိုတွေးဝင်နေခဲ့ပါတယ်အဲနောက်မိမပြတ်သူတန်လက်မိတော့လဲအပင်နေရဲကြိုက်လို့နားလို့ဖြေလိုက်ပါတယ် အဲ့ချင်းအင်ကိုတော့ချင်းဝေဆက်ရင်ပြက်ကွက်တယ်ဆိုတဲ့သတိပိစာတွေရောက်လာခဲ့ပါတယ်။အဲ့နောက်အင်တာဗျူးမှာမန်းစုကိုဒီလုံးလုံးမယ်ဆိုရင်အရင်ကလက်အုပ်ငယ်သားစီမှာလောက်ရတာအဆင်ပြေရဲ့လားလို့မေးတာကြောင့်အမင်းတင်ယူတတ်တယ်လူလို့ပြန်ဖြေကသူเจ้าတို့ကဆိုအလုံးလုံးနေရင်တော့ဘွဲယူခဲ့တာတွေ2019မှာလည်းတနစ်တာလုံးသမားစု ရခဲ့လို့အေဝယ်နိုင်ခဲ့တဲ့အကြောင်းကိုပြောကသူဒီလိုစကားများနေတာဟာစိတ်လှုပ်ရှားလို့မဟုတ်ပဲကိုကိုကိုယုံကြည်ချက်ပဲလို့ဆိုတာကြောင့်အင်တာဗျူးတွေသူတွေကတော့စိတ်ညစ်နေပုံရပါတယ်။အိမ်နောက်အားနေချက်ကိုမေးတော့အားနေချက်မရှိတာကသူ့ရဲ့အားချက်ပဲလို့ရှိလိုက်ပါတယ်။အင်တာဗျူးပြီးတဲ့နောက်မှာတော့မန်ကူကမွန်ပေပါကုမ္ပဏီကိုရောဆက်သွယ်စုံစမ်းခဲ့သေးလားလို့မေးလိုက်ပြီးကုမ္ပဏီတစ်ခုလောက်ကိုရှောက်ပေးဖို့အကြံပေးနေတော့သူ့လိုအလုပ်ထောက်ခံနိုင်ရတဲ့သူတယောက်လည်းအင်တာဗျူးလာဖြေတာကိုတွေ့ရမှာပါ။အိမ်နောက် TV မှာမွန်ပေပါရဲ့ခေါင်းဆောင်ဆွန်ချူက တို့စက်ရုံရဲ့ထုတ်လုပ်တဲ့ပုံတွေကိုရိုက်ကူးပြတ်တက်နေခဲ့ပါတယ်။ညပိတ်ရောက်တဲ့ခါမှာတော့ညသာထမင်းဝိုင်းမှာမင်းမဖြစ်သူကတရင်မကောင်းကိုပြောပြမယ်လို့ဆိုရင်သူသွားစိတ်ခဲမှာအလုတ်ရသွားပြီဖြစ်ကြောင်းကိုဆိုတာဒီလိုရေးကြည့်တဲ့အချိန်မှာအဖေအလုတ်မရခဲ့တဲ့အထိတော့ဒီလိုဟာတွေကိုမလုတ်ရဘူးလို့ဆိုတာဆိုင်ရင်လောက်ထားတဲ့ဆိုင်ရလေးကိုကလေးတွေကိုပြလိုက်ပါတယ်။မင်းဖြစ်သူရေဝင်ရဲ့အတန်းကလွယ်ပြီးမလိုအပ်တာတွေကိုရှော့ရှာရမယ်လို့ဆိုတာကားရီကိုလည်းမော်ရီနေနေလဲလဲရမယ်လို့ဆိုပြီးဒေရင်ကိုလည်းရောင်းပြီးချေးခွေဆက်ရမယ်လို့ပြောပါတယ်။ မန်းစုကတော့ဒီအင်ကိုဆောက်လုပ်တုန်းကသူကိုယ်တိုင်ဖန်တီးထားတာတွေကြောင့်မယောင်းကျင်တဲ့အကြောင်းကိုပြောပြမယ်။သုံးလနေရင်အသိခံနိုင်ရမယ့်စာရွက်ကိုထုတ်ပြရင်အစိုးဆုံးတရင်ကတော့အပူမကြွေးမိနိုင်တော့တာမို့ခွေးနဲ့ကောင်ကိုလည်းအဖွားတို့စီခနာပေးမယ်လို့ဆိုလိုက်ပါတယ်။နောက်တနည်းမနဲ့မှာတော့ဖိုးတို့စီခွေးတွေကိုပို့ပြီးတဲ့နောက်မှာသူရဲ့အင်ကိုလာကြည့်ရတဲ့သူတွေရောက်လာပြီးဟိုကြီးဒီကြီးကြီးတွေကမန်ပေါင်းနဲ့တိုက်နေတဲ့မန်းစုဖေရဲ့ BNN စစ်ပွဲကတနက်ကိုတွေ့ကြခဲ့ပါတယ်။အဲ့နောက်မှာတော့အပြင်ထွက်ဖို့သွားနေရင်ခွေးအင်းတွေကနေငိုနေတဲ့သမီးဖြစ်သူဒင်းကနေမတော်ဘူးလို့ဆိုကနေတိတ်ပေးလိုက်ပါတယ် ိနောက်မွန်ပေပါရဲ့စက်ရုံမှုကိုတော်တွေကလောက်ခတ်ပြီးအင်ဂျာနီလီသွားကတောင်းဆိုဖို့လုပ်ခဲ့ပေမယ့်အစည်းအဝေးရှိကြောင်းကိုပြောနေရင်ခေါင်းဆောင်ရောက်လာတာကြောင့်ချက်ပြီးမင်းတော်ကို꿰ထားပေမယ့်နောက်ဆုံးမှာတော့မြင်သွားကအရင်နီးနားမှာရှိတဲ့ရဲဆိုင်လေးရှိတာမို့သွားတောက်ဖို့ပတ်စံပေးလိုက်ပါတယ်မဆူလည်းစိတ်ညစ်ညစ်နဲ့သွားထိုင်နေတော့မိမပြည့်စုံဓမ္မဖုံးဝင်လာကရင်ဝင်းရဲ့ဆယ်လိုဆီယမကဖုံးဖက်ပြီးလာဖို့ပြောတဲ့အကြောင်းကိုပြောပြတော့ ရောက်သွားတဲ့အခါမှာတော့ဆီယမ်မာကရေဝင်းရဲ့အရေးချွင်းတွေကထူးခြားနေတာကြောင့်တစ်ချိန်ချိန်မှာအောင်မြင်ကျော်ကြားလာမှာမို့သူစက်တင်မပေးနိုင်တော့တဲ့အကြောင်းကိုဆိုလိုက်ပြီးအစင်းမြင့်နဲ့ပမုခစီမှာတင်ခိုင်းမှုပြောလာတော့မန်ဆူရကတော့တမိဖြစ်သူကသူတို့ရှိမှကောင်းကောင်းတစ်ခါမှမတီးပြရတာမယုံနိုင်ဖြစ်နေခဲ့ပါတယ်။အိမ်နာဖုန်းထဲကနေချွဲဆွန်ကျူရဲ့ Instagram ကဗီဒီယိုတွေကိုမိမနဲ့လူကြည့်နေရင် အကြံတစ်ခုရတာကနောက်နေ့မှာတော့သူ့နောက်ကိုလိုက်ပြီးတိုက်အောင်မှာဖုံးပြောနေတဲ့ချွဲဆွန်ကျူကိုအပေါ်တက်ကနေပန်းဝန်နဲ့ပစ်ချပြီးတတ်ဖို့ပန်းဝန်အသေးကြီးကိုရွေးနေတော့အမျိုးသီးတစ်ယောက်ကအလေးမနေတာလားလို့မေးလိုက်ပါတယ်။ အဲ့နောက်သူ့ကောင်းတဲ့ကအတွေ့ကတော့ဆုံးချူးမရှိရင်တော့သူ့နေရာကိုရနိုင်မှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားပြီးရှိနေလောက်မဲ့ပြိုင်ဘက်တွေကိုမတ်ဆာကငေဦးသီးပင်ဆိုင်ထားတဲ့အိုးကိုဝယ်လာခဲ့လိုက်ပါတယ်။အဲ့နောက်မှာတော့ပေပါမန်ကုမ္ပဏီကိုဖုန်းတောင်းနဲ့လမ်းဆက်သွယ်လိုက်ပါတယ်။ တစ်ဖက်မှာလည်းဂူပုံးမှုဆိုသူကစက်ကူထလုတ်တဲ့လုပ်ကိုဘဝကြီးလို့မှတ်ယူထားခဲ့ပေမဲ့အလုပ်ပြုတ်သွားပြီးတဲ့နောက်မှာတော့အိမ်မှာပဲအရက်တော့ကစိတ်ပြက်လက်ပြက်နဲ့ဘဝကိုဖျက်ဆီးနေတဲ့အချိန်သူ့ရဲ့မျိုးသမီးကအပြင်ကနေမဂ္ဂဇင်းစာအုပ်တုပ်ပြပေးလိုက်တာကြောင့်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ပေပါမန်ကုမ္ပဏီကလောက်ခေါ်စာဖြစ်နေတာကြောင့်ပျက်စီးနေတဲ့သူ့ဘဝကလင်းအောင်နေပင်လယ်တောက်ပလာခဲ့ပါတယ် တကယ်တော့ဒါရီကိုမန်ဆူကကြိုးကင်ပြီးဘုံဘွားသူ့ရဲ့ရာဇဝင်နဲ့အချက်လက်တွေကိုပြင်ဆင်နေချိန်မှာတော့မန်ဆူကသူ့နေရာတနေရာအတွက်ရှင်ပြန်ရမယ့်ပြိုင်ဘက်တွေကိုစည်ရင်ပြုစုနေခဲ့ရင်းနဲ့ပူဆနေတဲ့သူ့ရဲ့သွားကလည်းကိုက်နေခဲ့ပါတယ်။အဲနောက်မှာတော့သူ့ထက်တာနိုင်တဲ့သူနှစ်ယောက်ကိုရွေးထုတ်နိုင်ခဲ့ကဒီလူတွေမရှိတော့ရင်တော့သူအလုပ်ရနိုင်တယ်ဆိုတာကိုတွေးနေခဲ့ပါတယ်။အဲနောက်မှာတော့ကစားစရာတန်းနဲ့အတူကိုသူ့ဖေရဲ့တန်းနဲ့အဆင့်နဲ့လဲလိုက်ကရှင်ပြမဲ့လူ၃ယောက်ကိုကြည့်ရင်အဆင့်တက်မှရှိနေတဲ့ဘုံဘွားကိုရှင်ပြဖို့ပလန်စတင်လိုက်ပါတယ်။ ဘုံမွေအိမ်နားမှာစောက်ကြည့်နေအိမ်ထဲကနေအမျိုးသားတယောက်ထွက်လာတာကိုတွေ့တာကပြန်လစ်ထွက်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဘုံမွေအိမ်နားမှာစောင့်နေတော့အိမ်မီးကတော့အုတ်ထဲကိုတယောက်ထဲလာတဲ့ဘုံမွေကိုတနက်နဲ့ပြစ်ဖို့လုပ်နေတော့ဘုံမွေရဲ့အမျိုးသမီးကအရက်ဖြတ်တာလို့စားကျင်တာရှောက်စားနေတာလားလို့လမ်းအော်ကလိုက်လာတာကြောင့်ပြစ်မရခဲ့ပဲတိတ်တိတ်လေးလိုက်လာခဲ့ရပါတယ်။ အိမ်နောက်မှာတော့ဘုံဘုံမှာအင်တာဗျူးခေါ်ထားပြီးမဆွဲတဲ့သေးလို့မိမပြည့်စုကိုပြောနေခဲ့ပြီး copy sign ဖွင့်ပေးမယ်ဆိုတော့ကိုတော့ဒီဆက်ကိုလောက်ကိုပဲလုံးနေတဲ့အကြောင်းကိုပြောကဂီတ copy sign ကိုဆိုရင်ပတ်စံပို့ရှာနိုင်မှာပဲလို့ပြောတော့25နှစ်ထိတက်ကူနဲ့လုပ်ငန်းလုပ်ကင်ပြီးရတဲ့ပတ်စံနဲ့နေခဲ့တာကြောင့်မဆွတ်လွတ်နိုင်ဘူးလို့ပြောပြပါတယ်။အိမ်နောက်အင်တာဗျူးကိုမေးမဟုတ်ပဲနဲ့စာနဲ့ပို့မှလားမသိဘူးလို့ဆိုကပြေးထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲချောင်းနေတဲ့မန်ဆူတယောက်ကိုမွေးကြိုက်လို့လိတ်ကျလာခဲ့ပါတယ်။ဘုံဘုံရဲ့မိမကအကြိုက်ခံရတဲ့နေရာကိုဓာတ်နဲ့မုံပြီးဆုပ်ထုတ်လိုက်ပြီးပြင်မယ်။အိမ် ရောက်လို့ရှာကြည့်တဲ့အခါမှာတော့ကုသနီလမ်းညွန်မှာဒဏ်ရာကိုမလိဖို့နဲ့မဆုတ်ထုတ်ဖို့ကိုရေးရတာကြောင့်စိတ်ညစ်နေကမိမဖြစ်သူကတော့စိတ်ယုံမသွားလို့ဖြစ်ရလားလို့မေးလိုက်ပါတယ် နောက်တစ်နေ့မှာတော့မန်းစုတရားမိသားစုကိုအင်တာဗျူးရှိတဲ့လူညာပြောကဘုံမူကိုရှင်းမဲ့ကိစ္စကိုအပြီးတက်ဖို့ထွက်လာခဲ့ပြန်ပါတယ်။ဘုံမူအိမ်ထဲကိုခုံးဝင်လာပြီးတက်ဖို့လုပ်ပေမဲ့ဘုံမူရဲ့မျိုးသမီးကဘုံမူမရှိတော့ဘဲတပွေနဲ့လက်ခုပ်တီးနေတာကြောင့်တိတ်တိတ်လေးပြန်လစ်ထွက်လာခဲ့ရပါတယ်။အိမ်နောက်ပြန်လာတဲ့လမ်းမှာဘုံမူကိုတွေ့ကအိမ်ထဲဝင်ရင်သူ့အစီအစဉ်နဲ့ပြတ်မှာဆိုတာကြောင့်ဖုန်းတစ်လုံးနဲ့အင်တာဗျူးဖြစ်ဖို့အခုထွက်လာဖို့ပြောကညနေကျရင်တရုတ်ကိုပြန်မယ်လို့ပြောကလိပ်စာကို message ပို့ပေးမယ်ပြောပေမဲ့ဖုန်းချကအိမ်ကြီးဝင်လဲဖို့ဝင်သွားခဲ့တဲ့ဘုံမူလည်းမိမရဲ့အကြောင်းကိုသိသွားကမြေကြီးပေါ်မှာလူလိမ့်နေခဲ့ပါတယ်။အိမ်နော် ောက်အင်တာဗျူးဖို့ညာခေါ်ခံရတဲ့ပုံမူကထပ်မဆက်သွယ်တာကြောင့်သူတငယ်ချင်းတွေကိုပဲအရေးတောက်ဖို့ဖုံးဆက်ချိန်လိုက်တာကြောင့်ဒီတစ်ခါလဲမန်းစုရဲ့အစီအစဉ်ကမအောင်မြင်ခဲ့ပြန်ပါဘူးနောက်တစ်နေ့မှာတော့ဘုံမူအိမ်ကိုတစ်ခေါက်ထပ်သွားခဲ့ပြီးဒီတစ်ခါတော့ရက်မှုနေတဲ့ဘုံမူကိုတပ်ဖို့လုပ်ခဲ့ပေမဲ့ဘုံမူကအတိသွားကသူ့မိမနဲ့လက်ခုပ်တီးတဲ့သူလို့ထင်သွားပြီးမင်းတယောက်တည်းပိုင်းဆိုင်ချင်တာလားလို့မေးနေစေမိမဖြစ်သူကလည်းသူ့ယောက်ျားတိနေတာကိုဒီသားကသုံးယောက်သားရှုပ်ကုန်ကမိမဖြစ်သူလက်ထဲတနေ့ရောက်သွားတာကြောင့်မန်းစုထပ်ပြေးနေရင်နောက်ကလိုက်ဖမ်းနေတဲ့ဘုံမူကိုမိမဖြစ်သူကတနေ့နဲ့ပြတ်တက်လိုက်တာကြောင့်တည်သွားခဲ့ပါတယ် ဒါရီကိုမြင်လိုက်တဲ့မန်းစုကိုလိုက်ပစ်နေတာကြောင့်အဲ့နေရာကနေကားနဲ့မောင်းပြေးလာခဲ့ရပါတယ်။ဖုန်းကိုကြည့်လိုက်တဲ့အခါမှာတော့မိမထံမှာ Miss Call 15ခါဝင်လာတာကိုတွေ့ကစီထဲနေရင်မိမဖြစ်သူဖုန်းမကင်တော့တာကြောင့်တမိဖြစ်သူကိုအမေဘာပြောသေးလဲလို့ဖုန်းဆက်တော့နင့်အဖေနောက်လိုက်ရမယ်လို့ဆိုတာကိုပြောပြလိုက်ပါတယ်။အဲ့နောက်ဒီနေ့အကပွဲရှိတာကိုသတိရသွားရင်မိမဖြစ်သူကတော့စိတ်ပြက်နေကဆရာဝန်ကအတူတူကဖို့ခေါ်တာကြောင့်ကနေခဲ့တာကိုမန်စုကတွေ့တာကပြန်လာခဲ့ပါတယ်။အိမ်မက်မက်ကင်မှာတော့ဘုံမအိမ်ကိုတက်ပြန်ချောင်းကသူ့ရဲ့တနက်ကိုပြန်ယူလာခဲ့ပါတယ်။ မိမဖြစ်သူကအိမ်ပြန်လာတဲ့ခါမှာတော့ကားထဲမှာလက်ခုပ်ဒီဒီလားလို့မိကအတွင်းကန်ချုပ်ဖို့တင်းလှုပ်ပြီးဟုတ်လားမဟုတ်လားဆိုတာကိုအနှံ့ရှုမဲလို့ပြောပါတယ်။အိမ်နောက်အရက်တောက်ထားသည်လားလို့မိလိုက်ပြီးအရက်ဖြတ်တာကိုနေရှိပြီလို့ပြောကအရက်တောက်ပြီဆိုတဲ့အချင်းကြောင့်ကလေးကိုနှိမ့်ဆက်ခဲ့တယ်လို့ပြောတော့ချီဝင်းကိုလည်းသူ့သားအရင်တို့သဘောထားကြောင့်ပြန်ပြောပါတယ်။အိမ်နောက်အတွင်းကန်ကိုချုပ်ပေးလိုက်ပြီးသူအပြစ်ကင်းကြောင့်ကိုသက်သေပြလိုက်ပါတယ်။ အဲနောက်မှာတော့သူ့ရဲ့ဒုတိယပြစ်မှတ်ကိုခြေကပ်လိုက်ပြီးဖနက်ဆိုင်မှာဝေလုံနေတဲ့ထိုလ်လူကိုသူ့သမီးလေးအတွက်ဖနက်ဝေပြီးမှမို့ကြောင်းပြီးမှခလေးနဲ့အတူပြန်လာမယ်လို့ပြောကာနည်းနည်းနောက်ကျရင်တော့စောက်ပေးနိုင်မလားလို့မေးတာကြောင့်တနင်္လာနေ့တစ်ထီနောက်ဆုတ်ပြီးစောက်ပေးမယ့်အကြောင်းကိုပြောပြပါတယ်အဲနောက်ညဘက်မှာတော့တနင်္လာကနေစောင့်နေချင်းထိုလ်လူရောက်လာကခလေးမကြိုရသေးဘူးလားလို့မေးပါတယ်မဆူကတော့ကားပြက်နေလို့ဆွဲဖို့ခေါ်မယ်ဆိုဖနက်ဝင်မဲ့ပတ်စံပုံသွားမှာဆိုတယ်လို့ပြောတော့အချက်လက်တဲမှာဆက်ပြက်တက်တဲ့ဆိုပါလူကဆင်းလာပြီးကြီးဖို့လုံနေတဲ့ချိန်နောက်ကနေတနက်နဲ့ပြစ်လိုက်ပါတယ် အဲ့နောက်ထိုးလူကိုကားပေါ်တင်ပြီးအင်ကိုမောင်းလာခဲ့ပေမဲ့ជីကွန်လေးကတော့အဲ့နေရာမှာကြာနေခဲ့တာကိုမန်းစုမသိခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲတားဖြစ်သူကဖုံးဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းလာခဲ့ပါတယ်။ မန်စုအိမ်ပင်ရောက်တဲ့အခါမှာချင်းဝင်းရဲ့စပိန်ကဘွက်တီပေလူနီကလဲကျနေကြတာကိုထောင်ပေးလိုက်ပါတယ်။အဲနောက်အိမ်ပင်မှာတညာလုံးကျဉ်းတူးနေကြမနက်မိုးလင်းမှာအိပ်ပျော်သွားပြီးမမဖြစ်သူကရဲရီအိမ်ကိုလာတဲ့အကြောင်းကိုပြောမှဂမကရန်ထလာကသူ့ကိုလာဖမ်းနေတယ်ပြီးရဲစခန်းရောက်မှပြောပြဖို့ပြောလိုက်ပြင်မယ်။တကယ်လာဖမ်းတာကတော့သားဖြစ်သူကိုပါ။အဲနောက်မှာတော့အလောင်းထစ်ထားတဲ့ကားနဲ့ရဲစခန်းကိုလိုက်သွားမန်စုမိမကတော့ဒုံကသူ့သားကိုဥဆောင်ကိုင်းနေဖြစ်မှာပဲလို့အတင်းတုံနေခဲ့ပါတယ်။အဲနောက်မှာတော့စခန်းရှိမှခဏစကားပြောဖို့ခွင့်တောင်းလိုက်ပြီးဒုံကိုလောက်ခိုင်းတာမလားလို့မေးတော့ရှင်ဝန်းကသူလောက်တာလို့ပြန်ဖြေဒုံအဖေရ ဲ့ဆိုင်ဖြစ်နေတာကြောင့်ဒုံဝန်လောက်ခိုင်းနာပြောဖို့မန်းစုကသင်ပေးခဲ့ပါတယ်။အဲနောက်မန်းစုနဲ့သူ့မိမကဒုံဝန်အဖေရဲ့အကြောင်းကိုသိနေတာကြောင့်အမေကတော့အတွင်းကငိုချွတ်ကပတိပေါအောင်လို့ရင်နောက်ဘူးမန်းသိရဲ့ဒုံဝန်ရဲ့အဖေကိုတရားမစွဲဖို့ပြောင်းပြပါတယ်။အဲနောက်မှာတော့မန်းစုရောက်လာပြီး DVD ကိုပိတ်ထားတဲ့အကြောင်းကို ပြောကမိမိမကိုလည်းပြောပြလိုက်မယ်လို့အချက်ကန်ကညှိလိုက်လိုက်ပြီးသူ့အိမ်ကိုပါမဝယ်ဖို့ကိုပြောလိုက်ပါတယ်။အမေရောက်တဲ့အခါမှာတော့ရှီဝမ်ဖတ်ထားတဲ့ဖုန်းတွေကိုမြေမြုပ်လိုက်ပေးမယ်။ဖတ်ထားတဲ့ဆက်လက်ဘူးကိုတော့သူ့ကိုဖတ်ပေးလိုက်တာကြောင့်ဆက်ဆံရေးကပိုကောင်းလာခဲ့ပါတယ်။ ညဘက်မှာတော့ရှင်ဝန်းတယောက်ခေါမိုးပေါ်ကိုဆက်လက်ထွက်တောက်နေတော့မှန်လုံရင်ထဲမှာအဖေဖြစ်သူကသူယူလာတဲ့အလောင်းကိုဘယ်လိုဖြောက်ရမလဲဆိုတော့စဉ်းစားနေကနောက်ဆုံးမှာတော့ကြိုးတုတ်လိုက်ပြီးမင်းမျိုးဖို့ကိုလောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့သူ့အိမ်ကိုစုံတော်တွေရောက်လာကစက်ကူအင်တာဗျူးလျှောက်ထားတဲ့သူတွေထဲမှာပျောက်သွားတာကြောင့်ဖြစ်ခဲ့တဲ့သူတွေကိုလိုက်စုံစမ်းတာလို့ပြောကမန်းစုစီကိုလာတွေ့ခဲ့ပါတယ်။ အိမ်နောက်ဆုံတော့ကပျောက်သွားတဲ့သူတယောက်ရဲ့ဖုန်းကနေအင်တာဗျူးအောင်နေကြောင်းကိုပြောကအရင်ရှိတယောက်အောင်လို့အလန့်အကြောင်းကြားခဲ့ပေမဲ့ပျောက်သွားတာကြောင့်ဒီတယောက်ကိုလည်းရွေးခဲ့ပေမဲ့ဒီလိုပဲဖြစ်နေလို့တိုက်ဆိုင်တာလားလို့မေးပါတယ်ဖုန်းထဲမှာလည်းပျောက်တဲ့သူနှစ်ယောက်လုံးကဆက်သွယ်ရှိတာကြောင့်တယောက်နဲ့တယောက်တည်းရဲ့ဆက်ဆံရေးလို့ပြောကသွားတဲ့သူတယောက်ရဲ့ကားနေမှာသွေးနဲ့အတူတနက်ကျုံတစ်ခုကိုတွေ့ကြောင်းကိုပြောတာကြောင့်မန်းစုရဲ့မိမကစိုးရိမ်လာခဲ့ပါတယ်အိမ်နောက်မှာတော့အင်တာဗျူးထားတဲ့သူတွေပျောက်နေတာကြောင့်မန်းစုကိုသတိထားဖို့ဆုံတော့တွေကမာခဲ့ပါတယ် ထွက်သွားတဲ့မန်ဆူကိုဇတိတေကတော့နောက်ကနေတန်တရားရီနဲ့ကြည့်နေခဲ့ပါတယ်ဒီဒီကမှာတော့သူ့ရဲ့နောက်ဆုံးစုခလုတ်ဖြစ်တဲ့ဆွန်ကျူရဲ့အိမ်နားမှာစျိုးစောက်နေကအရင်ကတွေ့ခဲ့တဲ့သူလုံးမိတ်ဆက်လိုက်ပြီးချွဲဆွန်ကျူကိုအရင်အားကြလို့အရေးတောက်ဖို့ကိုပြောလိုက်ပါတယ်မြောက်ပေးတဲ့စကားသံတွေကြောင့်ဆွန်ကျူလည်းအိမ်မှာတဝိုင်းတောက်ဖို့ခေါ်လိုက်ပြီးမန်ဆူကတော့အကြံစုံနဲ့တောက်ရမယ့်ရက်တွေကိုသွန်ပစ်နေခဲ့ပါတယ်ချိန်ရနေတဲ့ဆွန်ကျူကဘီယာနဲ့ရက်ကိုရောတောက်ဖို့လုပ်လိုက်ပြီးရှောင်မြရတာကြောင့်မန်ဆူလည်းတောက်လိုက်ရပါတယ်တစ်ဖက်မှာလည်းတာဖြစ်သူက အမေကိုခုနှစ်ကတွေ့ခဲ့တဲ့ဟာက ပြန်ပြောပြလိုက်တော့မြုပ်ထားတဲ့မြေကိုပြန်တူးပေါ်ချီသူ့ရောက်ကြရဲ့အကြောင်းကိုသိသွားခဲ့ပါတယ်။ဝင်သွားတဲ့ရဲရှိန်နဲ့မန်ဆူတယောက်ကိုက်နေတဲ့သူ့ရဲသားကိုနှုတ်ပြလိုက်ပါတယ်။အဲ့နောက်မှာတော့အပြင်ကိုထွက်ပြီးတပွဲထပ်တော့ဖို့ပြောကမူးသွားတဲ့ဆွန်ကျူကိုရှင်းဖို့လုပ်နေတဲ့အချိန်အကုန်သိသွားတဲ့မိမကဗီဒီယိုကိုခေါ်လာခဲ့ပြီးအိမ်ပြန်လာဖို့ကိုပြောပေးခဲ့ပါတယ်။ တယောက်တည်းထမ်းဖို့မနေဘူးနဲ့ပြောကမိသားစု၄ယောက်အားရှိတယ်လို့ပြောပေမဲ့တားမရတာကြောင့်ရှင်မကောင်းတာတစ်ခုခုလုပ်ရင်လုပ်မယ်လို့ပြောတာကြောင့်နောက်ဆုံးအင်တာဗျူးကျွန်တော်တယ်လို့ပြောကဖုံးချလိုက်ပါတယ်။အဲနောက်မှာတော့ဆွန်ကျူကိုအရက်တော့ကအစာနေတဲ့ပုံစံမျိုးနဲ့ဖန်တီးခဲ့ရင်နတ်မိုလင်ကန်ဒီမှာပြန်လာတဲ့မန်းစုကိုဇနီးဖြစ်သူကထိုင်ဆောင်နေကမတိကျအောင်ဆောင်ပြီးလီလောက်ထီမိသားစုပေါ်မကြိုးစားပါနဲ့လို့မျက်ရည်တွေကြိုင်ပြောနေခဲ့ပါတယ်။ ဲဒီနောက်မှာတော့မန်းစုကအင်တာဗျူးဖြစ်ရင် AI နဲ့လုံမမိုးစောက်ကြည့်ဖို့ဥဆောင်ပေးနိုင်မလားလို့မေးပါတယ်။မန်းစုကတော့လက်ခံလိုက်ရင်သူ့ရဲ့အိမ်မိသားစုကိုလည်းအရင်လိုပြန်ထားနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စုံနောက်တွေပြန်ရောက်လာကဘုံမွေရဲ့ဇနီးရဲ့ထွက်ဆိုချက်မှာတော့ဘုံမွေဟာတနက်နဲ့သူ့မိတ်ဆွေကိုတရင်ပျောက်သွားတာကြောင့်မန်းစုကိုလည်းတတိထားဖို့လာပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြန်ဆင်ပြေလာတဲ့မိသားစုနဲ့အတူရေဝန်းလေးကလည်းသူ့ရဲ့ဆယ်လေးကိုအမေရှိမှာပဲပထမဆုံးတိပြရင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။